Hello အလုပ်ဝမင်္ဂလာပါဘူဘောမန်ချန်ကနေကြိုဆိုပါရစေ Champions League ပွဲစဉ်ဒီအတီးဒီကစားအပီးမှာ Liverpool တင်းရဲ့ဘက်ကတော့ကျွန်တော်တို့ဒီ1-0ဆိုတဲ့ရလနဲ့တူရကီမှာရှုံးပြီးတော့ကျွန်တော်ပြင်လာရတယ်နီပြပြတဲ့ Arne Slot တို့ပြိုင်ပွဲစုံနှစ်ပွဲဇက်တိုက်ကျွန်တော်တို့ရှုံးပွဲကြုံသွားရတဲ့အခြေအနေဖြစ်သွားပြီ Liverpool တင်းအနေနဲ့ Premier League မှာပွဲစဉ်ဒီဇက်တိုက်ဇက်တိုက်နိုင်ပွဲတွေပြိုင်ပွဲစုံမှာဇက်တိုက်ဇက်တိုက်ကျွန်တော်ရတဲ့အခြေအနေကနေတစင်း ပြီးခဲ့တဲ့ကျွန်တော်တို့ဘနော်ဟို weekend မှာဆိုလို့ရှိရင် Crystal Palace ကို2-1နဲ့ရှုံးတယ်အခုလက်ရှိ Galatasaray ကိုကျွန်တော်အဝေးကမှာ1-0နဲ့ရှုံးပြီးတော့ဒီ weekend မှာလည်း Chelsea ကိုအဝေးဝင်လာမသိဘူးသူတို့ဒီတွားကစားရအောင်မယ်အဲ့တော့ Arsenal တို့ကကျွန်တော်တို့ဘနော်တကယ်တကယ်အမှတ်ယူရမယ့်ပွဲဒီမှာအမှတ်မယူနိုင်တဲ့အခါကျတော့အရေးကြီးလာပြီဆိုလို့ရှိရင်တော့တိုင်ပတ်ကုန်မဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေပြီ ဆိုတော့ဂလာတာဆာရီကဗီတာအိုစီမန်ရဲ့ကျွန်တော်တို့ဗောနော1ဒီ16မိနစ်မှာတွင်းခဲ့တဲ့ပင်နယ်တီကနေတဆင်1-0ဆိုတဲ့ရတဲ့နဲ့ကျွန်တော်အနိုင်ရတယ်။ဒါကလည်းပဲကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲဒီပင်နယ်တီကဗောနော်ဘယ်လိုပြောတိုက်ပြီးတော့ညင်းစရာကျွန်တော်ဒါမရှိခဲ့ဘူးဗောလေညင်းစရာကျွန်တော်မရှိခဲ့ဘူး1-0နဲ့သူတို့တွေဒါအနိုင်ရတယ်။ဒါတော့မှကန်ကောင်းလို့တော့တော်တော်လေးကန်ကောင်းတာလက်ပါဦးသိရင်ဘာလို့လဲဆိုတော့အိုစီမန်နေတဲ့တယောက်ချင်းတယောက်အလစ်ဆန်နဲ့ကျွန်တော်တွေ့ပြီးတော့တွင်းရတဲ့အလုံးတွေကျွန်တော်ရှိတယ် မဝင်ခဲ့ဘူးမဝင်ရဘူးအဲ့အချိန်မှာပဲအလစ်ဆန်က injury ပြဿနာကြုံသွားပြီးတော့လူစားလဲလဲရတဲ့မာမာဒက်ရှ်ဘီလီနဲ့ဆိုတော့လာမယ့်ပရီးမီးယားလိပွဲစဉ်မှာအလစ်ဆန်မပါနိုင်ဘူးဆိုရင်လီဗာပူးအသင်းရဲ့ပြဿနာအကြီးတက်ပါတယ်သူတို့ပြင်မာမာဒက်ရှ်ဘီလီကတကယ်ကောင်းတဲ့ဂျော်ဂျီယာကိုယ်သူမှတကယ်လည်းပဲစပိန်မှာအမှန်ငယ်လုံးပြနေတယ်သို့တော်လည်းပဲပေါ့နော်အလစ်ဆန်ဒီအလစ်ဆန်ဖြစ်နေတော့မယ်ဆိုတော့ရာဒီယိုခြေစမ်းပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်မာမာဒက်ရှ်ဘီလီနေနဲ့အဲ့လောက်ကောင်းတဲ့ performance တွေပြန်ပြီးတော့မပြနိုင်တဲ့အခြေအနေမျိုး ဆိုတော့အလီဆန်ရဲ့နေရာမှာအလီဆန်ဆုံရှုံလေးရတာကလီဗာပူးတင်းတွေကဘောနော်တော်တော်လေးကိုနစ်နာခဲ့တယ်လို့ကျွန်တော်ပြောရမယ်။အဲ့တော့လာမယ့် weekend မှာလည်း Chelsea တင်းနဲ့ကစားမယ့်ပွဲမှာတော်တော်ကိုလီဗာပူးတင်းနဲ့တတိထားမယ့်အနေထိုင်မှုမှာကျွန်တော်မနေ့ပေါ့ကျွန်တော်ပြောတာပြောနေတယ် Chelsea နဲ့ရောဟောဟွဲလားမသိနော်။အဟုတ်တယ်နော်။ Chelsea queen ကိုသူတွားကစားရမှာနော်။အဲ့တော့ဘူရီယောဒီပွဲကဗျာဒီကနာဒါစာရီတွေ့တော့အင်မတန်ကိုချီးကျူးစီရပါသူပြင်းနီတာဖြစ်တဲ့ဘူရော့ကနေနေပေါ့နော်ဒီအာနစ်လော့ကိုအမှန်ကန်ဒုက္ခပေးနိုင်ခဲ့တဲ့နေရာမှာကျွန်တော်ပါတယ် ဟောဆိုတော့တကယ်လည်းပဲကျွန်တော်တို့ဘောနော်ဂန်ဒူဝန်တို့ပါလို့ဆိုလို့ရှိရင်ကစားတာတော်တော်လေးကောင်းနေတယ်မှာကျွန်တော်တို့ပါတယ်ပြီးလို့ရှိရင်ဗီတာအိုစီမန်မနီနဲ့လည်းပရက်စင်နီပါရီသွားတာအဆင်ပြေတယ်ယီမန်ဆိုလို့ရှိရင်ဒီနေ့ပွဲမှာတော်တော်လေးကောင်းနေတယ်မှာပါတယ်သူတို့ရဲ့ကွင်းလင်ကနော်တော်ရဒါတို့လမီနာတို့ဆိုလို့ရှိရင်တော်တော်ကို physically ရအရင် strong ဖြစ်ပြီးတော့ပရက်စင်နီကျွန်တော်တို့လုံနိုင်စွမ်းရှိတယ်တယ်မှာကျွန်တော်တို့ပါတယ် energy ဘိုင်းရတယ်လုံးဝကျသွားတယ်မျိုးကျွန်တော်မမြင်ရဘူးဆိုတော့တော်တော်လေးကိုကောင်းနေတယ်ကရာတာစာရီနေဆိုတော့ဥရောပပြိုင်ပွဲဒီမှာဆိုရင်ကရာတာစာရီက အိမ်ငွေးမှာဆိုလို့ရှိရင်ပြိုင်ဘက်တွေကိုတအားဒုက္ခပေးတာတအားဒုက္ခပေးတယ်ဆိုတော့ဒီပွဲမှာလည်းလီဗာပူးတင်ကိုဝန်စည်းဆိုတာမျိုးကပြီးခဲ့တဲ့ weekend တက်မှာသူတို့ကစားခဲ့တယ်ပေါ့နော်ဒီဘယ်လိုပြောမလဲ Frankfurt ကို9ဂိုးတခုနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ရင်ဒါသူတို့သုံးမှတ်ပြန်ယူနိုင်နေဆိုတော့ကနာဒါစာရီးအနေနဲ့တော်တော်ကောင်းတဲ့နေသားပါဒါပေမဲ့လီဗာပူးတင်ဘက်ကကျွန်တော်ကြည့်ရင်ပြောစရာကောင်းပြောစရာကောင်းတာတွေများနေတယ်အထူးသဖြင့် Arne Slot အနေနဲ့တန်း900လောက်သုံးပြီးတော့ ဒီလိုအခြေအနေတွေကြုံနေရတာကအဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ယာကင်ကတော့ထားခဲ့တဲ့လူစရင်နဲ့ဖလားတွေပါပြီးယူထားတယ်ဆိုပေမဲ့လို့သူကိုယ်တိုင်ပြန်ပြီးတော့တိဆောက်ချင်တဲ့အသင်းမျိုးနဲ့ကျွန်တော်တွားတဲ့အခါအရာရာဟာထင်လို့ဖြစ်မိနေပိုဆိုးတာက ရှိမှနိုင်သားပါတယ်လီဆိုတဲ့ပွဲစဉ်ဒီမှာတောင်မှနောက်ကြကူရီပြီးလို့ရှိရင်ကျွန်တော်မနော်အရင်ပြောစရာကောင်းတဲ့ performance တွေမိကွန်ထုတ်စရာကောင်းတဲ့ခံစစ်ကျွန်တော်သာ structure ဘိုင်းနေနဲ့ပြည့်နှက်နေကြတာအခုဒီပွဲမှာလည်းအဲ့ဒါတွေကျွန်တော်ထပ်ပြီးတော့မြင်ရတယ် အာနီဆိုတော့သူ့စိတ်ကြိုက်အသင်းကိုပြန်တိဆောက်ထားတဲ့နေရာမှာတန်ကြီးဟာမနေပါဘူး။နောက်ပြီးခဲ့တဲ့နေရာဒီပြောင်းရှုမှာတန်400 500လောက်ကျွန်တော်သုံးခဲ့တဲ့အခြေအနေမျိုးမှာဒီလိုကြုံနေရတယ်ဆိုတဲ့မျိုးကလက်ခံနေစရာကျွန်တော်အကြောင်းမရှိဘူး။နောက်ရှီကိုအက်ဂတီကီကိုကျွန်တော်ခေါ်တယ်။နောက်ပြီးလို့ရှိရင် Florian VS ကိုကျွန်တော်ခေါ်တယ်။ Frame Bound ကိုကျွန်တော်ခေါ်တယ်။ Carcass ကိုကျွန်တော်ခေါ်တယ်။နောက်ပြီးလို့ရှိရင် Isaac ကိုကျွန်တော်မရရအောင်ကျွန်တော်ခေါ်တယ်။ Liverpool အသင်းမှာဆိုလို့ရှိရင်တကယ်တကယ်တမ်းကျွန်တော်ပေါ့နော် တုံးထားတဲ့ငွေကြေးတွေကမနေဘူးဆိုတော့လီဗာပူးလိုမျိုးအဲ့လောက်ငွေကြေးတုံးထားတဲ့အသင်းတစ်သင်းကိုကျတော့ဒီယာဒီမှာ Champions League တို့ Premier League တို့ကမျှော်လင့်ရမှာပြစ်နိုင်ရဲ့နှလုံးစလုံးတော့မျှော်လင့်ရမှာတန်ငါးရဘယ်သူမှမှကျွန်တော်အဲ့လောက်မတုံးတာဗျာတကယ်တမ်းကမျှော်လင့်ရမှာတုပ်သူပြန်ရောင်းတာမရောင်းတာကတကန်နာငွေအဲ့လောက်တုံးထားပြီးပြီဆိုမှတော့ Arnesto C ကနေပြီးတော့သူစိတ်ကြိုက်တီဆောက်မဲ့အသင်းကနေတကယ်ကောင်းတဲ့ performance တွေကစားဟန်တွေကျွန်တော်မျှော်လင့်တာယာဒီကောမှာဘယ်လိုလာအောင်မလဲတော့မသိဘူးဒါပေမဲ့လက်ရှိအချိန်ထိစတော့ပြန်ပြီးတော့တီဆောက်ဖို့ကြိုးပမ်းနေတဲ့အသင်းမှာ လိုအပ်ချက်တွေကျွန်တော်အများကြီးပဲနော်ဆိုတော့ဟိုကလာဒါဆာရီကတကယ်ကောင်းခဲ့တယ်တွေမှာပါပါတယ်ဒီပွဲမှာနော်ဒါအင်ဂွေလည်းဖြစ်တယ်ဆိုတော့ဒါဗီမဲ့ဗျာလီဗာပူးလိုစတန်ဒတ်မျိုးကနေကျွန်တော်တွေးကြည့်ရရင်ဖရန်ဖက်လိုအသင်းမျိုးက၅ဂိုးသွင်းထားတာကလာဒါဆာရီကိုဖရန်ဖက်လိုအသင်းမျိုးကကလာဒါဆာရီကို၅ဂိုးသွင်းထားတာအဲ့လိုအသင်းမျိုးကိုဂိုးမသွင်းနိုင်ခဲ့ဘူးဒါဟာဘလို့မှလီဗာပူးအသင်းတစ်သင်းရဲ့အနေထားစတန်ဒတ်တစ်ခုအနေနဲ့ဆိုလက်ခံနိုင်စရာကျွန်တော်ရှိတယ်တယ်မပါဘူး နော်အာနီစတော့ရဲ့လက်အောက်မှာအထူးသူသူကိုယ်တိုင်ပြန်ပြီးတော့တိဆောက်နေတဲ့အချိန်မျိုးမှာဆိုရင်ခန်စစ်လိုအပ်ချက်ကတအားကိုကျွန်တော်ကြီးတယ်ခန်စစ်မှာပြောစရာတအားများတယ်ကိုနာတီးဗျာကျွန်တော်ကိုနာတီးနေရာကစလော့အနေနဲ့နောက်ထပ်တယောက်လိုချင်ခဲ့တယ်ဆိုတာလည်းကျွန်တော်မမှားဘူးလို့ပြောရမယ်ကိုနာတီးတတော်ကိုတိုင်ပက်တဲ့နေရာမှာကျွန်တော်ပါတယ်တတော်ကိုတိုင်ပက်တဲ့နေရာမှာကျွန်တော်ပါတယ်ဘာလို့လဲဆိုတော့ဒီပွဲမှာဆိုကိုနာတီးမှားတာနေမနေဘူးနော်အိုစီမန်တယောက်ချက်တယောက်မဝင်လို့တာဒီကောင်တော်တော်လေးကန်ကောင်းသွားတာ ော်ကိုနာလေးအနေနဲ့အရင် flow ဖြစ်တဲ့တည်းမှာကျွန်တော်ပါတယ်တော်တော်လေးကိုအဆင်မပြေတာပြီးရင်လည်း slot ကဘာစိတ်ကူးနေလဲတော့မသိဘူးဗောနော်ဆာလာတို့လိုကစား memory ကိုပွဲထုတ်မလာဘူး frame bound ကို right wing ကိုပို့ပြီးတော့စူဘူဇလိုင်းကို right back ကိုကျွန်တော်ထားနေတာပြောချင်တာကစူဘူဇလိုင်းကို right back ထားတာကပြဿနာအလောက်မကြီးဘူး frame bound ကိုကျွန်တော် right wing ထားတာကပြေးတာလွှားတာဖြစ်တယ်ပေါ့မေဒါပဲ twin goal တွေဘာတွေကျွန်တော်ဆာလာစီကပဲကျွန်တော်ညှို့လင်းလို့ရမှာပွဲကိုအချိန်နှောင်းလုပ်တဲ့ຢာတွေဆိုဆာလာစီကပဲကျွန်တော်ညှို့လင်းလို့ရမှာเนาะ ကော်နာဘရက်ဒီလို့လည်းကျွန်တော်ရှိတယ်နော်အဲ့လိုမျိုးကိုပဲကျွန်တော်ပေါ့နော်ဆာလာတို့လည်းကျွန်တော်ရှိတယ်ဒါကူပဲနော်ကျွန်တော်အနေနဲ့ဒီဆာလာကြီးကိုအရင်ထားတယ်နော်အီဆက်တို့ကိုကျွန်တော်သာအရင်ထားတယ်အီဆက်ကတော့ကျွန်တော်ထားပါလက်ရှိမှာအဂတီကီယာပို့ပြီးတော့ကောင်းနေတာဒါပေမဲ့လို့ပေါ့နော်အစကပိုလိုမျိုးကပိုလိုအစင်မပြေတဲ့ကစားမကိုအရင်ကထားပြီးတော့ရှူကိုအဂတီကီကိုကျွန်တော်သာဘယ်လိုပြောမလဲဝင်းကိုထုတ်တာမျိုးတွေဆိုလို့ချင်းအလုံးမဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူးအဲကြောင့် အနိစရောရဲ့လူစားထုတ်ပုံတွေပွဲလူထုတ်ပုံတွေကတတော်ကိုပြောစရာအချင်းကြီးရှိပါတယ်နော်ဒါအပြင်ကာတီဂျိုးစ်ကိုထည့်လာတာအလစ်စတာဟာအရန်ကောင်းနေတဲ့အနေထားမျိုးမဟုတ်ဘူးဆိုတာမှန်ပါတယ်သို့တော်ပဲကာတီဂျိုးစ်ကတော့အလစ်စတာကိုကြော်ပြီးတော့နေရာရသင့်နေတယ်လို့ကျွန်တော်မထင်ဘူးတခုတော့ရှိရပါနော်ကျွန်တော် weekend မှာ Chelsea နဲ့လည်းကစားရအောင်မှာဖြစ်တဲ့တွေ့အာဂလာတာဆာရီကတော့ဒီကောင်းနေတဲ့နိုင်မာတွေလေးဆိုတဲ့ပုံစံမျိုးနဲ့ထားခဲ့တာလည်းဖြစ်ကောင်းဖြစ်မှာပဲဒါပေမဲ့လို့ဒီပွဲမှာပြောစရာကြီးအများကြီးပါအနိစရောအနေနဲ့ ဒီယာဒီတုရဲ့ပြောင်းလဲမှုဒီမှာကလိုအပ်ချက်တွေအများကြီးဖြစ်နေတယ်ဆိုတော့သူစိတ်ကြိုက်ပြောင်းလဲထားတဲ့အသင်းတင်းတင်းနေ perform မြင်မြင်လောက်ပြနေမှာကျွန်တော်ရမယ်เนาะဆိုတော့ premier league မှာနိုင်ပွဲတွေဆက်နေတာတော့မှဗျာအာနီစရောရဲ့အသင်းကပြိုင်ဘက်ကိုဘယ်လိုပြောမလဲဒီပွဲတော့ AC နိုင်ခဲ့တာပဲဟေးဆိုပြီးတဲ့ပွဲမျိုးကိုကျွန်တော်မခံစားရဘူးမခံစားရဘူးเนาะခံစစ်မှာဆိုလို့ရှိရင်အပေါက်တွေကျွန်တော်အများကြီးပဲ space တွေကျွန်တော်အများကြီးပဲ pressing လောက်လာပြီးဆိုလို့ရှိရင်မခံနိုင်တာတွေကျွန်တော်အများကြီးပဲ ဆိုတော့ Arnie Stone အနေနဲ့တလောက်ဒီငွေသုံးကြမ်းထားပြီးမှတိတိယပူကောင်းတဲ့ performance တော့ကျွန်တော်ဒါမြင်ရတဲ့နေ့တည်းမှာကျွန်တော်ပါတယ်ဆိုတော့ဒီပွဲမှာသူတို့ one scene နဲ့ရှုံးနေသွားပြီရှေ့မှာလည်း Palace ကိုရှုံးနေထားတဲ့ weekend မှာကစားမဲ့ Chelsea နဲ့ပွဲမှာတုံ့မှန်ရော့လို့သူတို့မရတော့ဘူးကျွန်တော်ညီကလေးတွေနေရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးဒီမှာလည်း